ဆ iam မကျူးရေးသားထားတဲ့ကံကြမ္မာကိုမယုံကြည်ကြသူများဆိုတဲ့ဝတ္ထုလေးကိုအပိုင်း15ဇသိန်းပိုင်းနေနဲ့ဖျက်ပြပေးမှာဖြစ်ပါလေရှင်အခန်း26လူတယောက်ဘာတွေကိုအိမ်မက်မတတ်တယ်ဆိုတာတော့ငါ့ကိုပြောပြပါသူဘာတွေကိုချစ်တတ်တယ်ဆိုတာငါကပြောပြပါမယ်ထိုစကားသည်ဝေရုဇယောကကုဆ iam ဝင်များနှင့်စိတ်ကူးပညာရှင်များအတွက်အလွန်မှန်ကန်ပါသည် အိမ်မက်သည်တခါတရံတွင်ဆွဲလန်းမှုများ၏တင်ကြေတာ တခါတရံတွင်စိုးရင်တောကများဤသင်္ကေတတခါတရံတွင်မုံဒီကြောင်းရုံမှုများဤသင်္ကေတတခါတရံတွင်အလိုဆန္ဒများဤသင်္ကေတတခုပဲပြောစရာရှိသည်ထိုအိမ်မက်ဤလှုပ်ဝဲသောအတိတ်ပဲကိုမှန်ကန်စွာကောက်ချက်ဆွဲတတ်ဖို့သာအရေးကြီးပါသည်ဒီလူကျမပေါ်မှာနှင်းပန်းနှိမ့်ဆက်တာတွင်များနေပါပြီဒေါက်တာရေလူနာမျိုးသမီးဤမျိုးလုံးများတွင်မုံဒီမှုနှင့်နာကြီးမှုကိုဝေမြင်နေရသည် ခုတော့ပတ်ဝန်းကျင်တစ်ခုလုံးလဲကျမကိုတနာနေကြပြီဒီလူရိုင်းဆိုင်ကြမ်းတမ်းတာတွေသူတို့အမြင်မဲ့လေဝေရိုးစိတ်ကူးဆရာဝန်များသည်လူနာအားစကားများများပြောရန်မလိုပါ လူနာက စကားများများပြောလာအောင်မှန်ကန်စွာစကားထောက်ပေးဖို့သာလိုပါသည်ကျမသားသမီးလေးတွေသာမရှိရင်သူ့ကိုကျမကွာပြစ်တာကြားလာပြီသားသမီးဆိုဒီမှာလူတယောက်အတွက်ဘဝကိုစည်ပြီးငဲ့ညာရမိခိုင်မြဲလာသောတန်ရုံးစင်ကျူးများဖြစ်တတ်သလိုတခါတခါမှာတော့မိမိဤစိတ်ကိုမိမိလိန်ညာရန် အကောင်းဆုံးသောအကာအကွယ်များလည်းဖြစ်တတ်သေးသည်ရှင်သူကိုကြွားဖို့ပြောကြည့်ဘူးသလားအမျိုးသမီးမျက်ဝန်းများ တောက်ပစိမ့်ကားလာကြသည်တခါတော့မခံနိုင်လို့ပြောလိုက်မိတယ်သူကကြွားမပေးနိုင်ဘူးတဲ့ဒေါက်တာရဲ့အဲ့ဒီတော့ကျမဘာလုပ်ရမလဲကဲယောက်ျားတယောက်ကိုလက်ထပ်ဖို့လွယ်ကူသလားထိုယောက်ျားကိုကြွားရှင်းပြက်ဆဲခွင့်ရဖို့ခက်ခဲလာပါသည်ယောက်ျားတယောက်ကမိန်းမကိုကြွားရှင်းလို့လင်တော့အလွယ်ကလေးပါ မခံနိုင်အောင်နှိမ့်ဆက်သည့်နီး မရင်ငယ်အပြိုင်များစွာယူသည့်နီအိမ်ပြန်မလာဘဲနေသည့်နီဤမျိုးစုံကို သုံး၍ရနိုင်မည်မိမကကွာရှင်းလိုသည့်အခါမှာတော့ပြေတနာသည့်ဤမျှရိုးစင်းနိုင်မည်မဟုတ်တာမန်နာကျင်စေမှုကိုခင်မွန်းကပြုလုပ်ရုံများနှင့်တောင်းကွာရှင်းဝင်မရရက်ွက်လူကြီးများလူကြီးမိဘများကအစမိမိအိမ်ဆောင်ကိုမိမိဆက်လက်ထိန်းသိမ်းမှုတရားပြ၍ပြန်လွှတ်လိုက်သောဥပမာများစွာရှိပါသည်လင်းကွာမဲကွာကိစ္စနှင့်ဆက်လင်း၍ အိမ်တော်ပဲဆိုင်ရာမြမဒလိထုံးနှံဥပဒေဤဇနီးနှင့်ခင်မွန်းတဲ့ဘောတတ်မှတ်မှုမညီမျှရသည်မှာဝေတို့အမျိုးသမီးတွေအတွက်ပြဋ္ဌာန်းပေးထားခြင်းလားဒါမှမဟုတ်ယောက်ျားတွေအတွက်ပြဋ္ဌာန်းပေးထားခြင်းလားဤမညီမျှမှုကိုဝေတို့ပြုပြင်ပြောင်းလဲရန်မဖြစ်နိုင်သောအခါဝေတို့ပြုလုပ်ရန်မှာတနည်းသာရှိတော်၏၎င်းမှာယောက်ျားတယောက်ယောက်နှင့်လက်မထပ်မိအောင်ထိန်းချုပ်မျိုးသိမ့်သည့်ဤသာဖြစ်ပါသည် နိုင်ငံသားကစိတ်ကူးဆရာဝန်တွေလိုသာဝေးအိမ်ဆောင်ရေးအခက်အခဲများကိုအကြံပေးဖြေရှင်းသူဖြစ်ဆောင်ရရလင်ဝေးစည်းကမ်းမှာလူနာတယောက်မျှပင်ရှိတော်မှာမဟုတ်ဒီတော့ရှင်ပါလို့ရတယ်ကျမငိုရတာပေါ့မျိုးသမီးကယူးစင်းစွာဖြေလေသည်မျိုးသမီးဤအပြောအဆိုအမူအရာမျက်လုံးတုံ့ပြန်မှုများမှပုံမှန်စိတ်အခြေအနေတိုင်းရှိနေသည်ဒေါသထွက်စရာကိုပြောနေစဉ်ဒေါသအမူအရာနှင့်ဒေါသမျက်လုံးသာသမီးကြောင်းကိုပြောနေစဉ်ချစ်ခင်မြန်လို့သည့်မျက်လုံး စကားနှင့်ခံစားချက်အထက်တူညီမျှပါသည်သူကိုမကျေနပ်လို့ပစ္စည်းတွေရိုက်ခွဲတော့လဲသူကကျမကိုရိုင်းမောင်းပုံမောင်းထတ်လုံအောင်မှာမဟုတ်လားဒီတော့တစ်ခါတစ်ခါသူများတွေပြောတဲ့အိတ်ဆေးဆိုတာတွေကိုတောက်ပြီးတော့အိတ်တစ်ခါတစ်ခါတော့ငူဒါပဲရှိတာကျမဓာတ်ထည့်ပို့ပြီးဘာများတတ်နိုင်မှာလဲဒေါက်တာရဲ့အကယ်၍ဝေသာထိုလူနာနေရာမှာရှိခဲ့ရင်ဝေဘာလုံးမိမှာပါလေသူတို့တော့တီးခန့်နေနိုင်မှာမဟုတ်ပါတခခုနီလန်းကိုတော့ရှာကြံရအောင်ပါပေါ့ သူအယက်မူးမူးနှင်းအိပ်ပျော်နေစဉ်ကျိုးတုပ်ပြီးဆေးထိုးပိုက်တစ်ခုနှင့်ချင်းချောင်းလည်းရမှာပဲရှင်ကျမကိုကွာရှင်းပေးမလားမပေးဘူးလားဟောဒီမှာအစိတ်တွေရှင်ကိုထိုးပေးလိုက်မယ်ဆရာဝန်တွေက ရှင်နှလုံးယောဂာနဲ့သေတယ်လို့အတည်ပြုပေးကြနိုင်မယ်ဝေဆေးထိုးပိုက်ထဲမှာတိုက်ကောင်းစင်ထိုးဆေးဖြစ်ခြင်းဖြစ်မည်ရိုးရိုးကြံတာမိုင်းစင်ထိုးဆေးလည်းဖြစ်ခြင်းဖြစ်မည်ဒီလူဘလို့တုံ့ပြန်မလဲဝေလုံးတဲ့အရာရေသမားတွေအကြောင်းဝေကောင်းကောင်းသိပါသည် သူတို့ဒီသူတို့ဘောင်းကိုထိခိုက်နေနာမည်ကိစ္စအတွက်သူတို့ဆန္ဒရှိသမျှပောက်ကွဲဖို့အရင်မူးချင်းကိုအကြောင်းပြကာကွယ်တတ်ကြပေမဲ့သူတို့ကိုထိခိုက်နေနာမည်ကိစ္စများကိုတော့အရင်မူးစင်မှလည်းအသေးစိတ်ရှိရှိရှောင်ကျဉ်နိုင်ကြ၏အိစေးတောက်တယ်ဆိုတာနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်ရင်လားဝေစကားထောင်မိလိုက်တော့အမျိုးသမီးကမျက်နှာအနှဲငယ်ညှိုးနှွမ်းသွားသည်တစ်ခါတစ်ခါကြတော့လည်းအသေးလိုပဲအိပ်ပြစ်လိုက်တာတစ်ခါတစ်ခါတော့လည်းပျော်သွားလိုက်နူးလာလိုက်ပဲအိမ်မဆိုးတွေကြောင့်ပဲဖြစ်မှာပေါ့ဒေါက်တာရဲ့ မြို့သမီးသည်ဘွဲရပညာတတ်ဖြစ်သောကြောင့်သူမကိုသူမဆင်ကျင်နိုင်စွမ်းရှိပုံရပါသည်လူနာ၏စိတ်ကိုလူနာကိုယ်တိုင်အမှန်တိုင်းသိမြင်စေဖို့ကြိုးစားရ၌ပညာတတ်သူများမှပို၍လွယ်ကူမည်ဟုဝေထင်ထားခဲ့တော်လဲတကယ်တော့အမြင်မမှန်ကန်ပါပညာတတ်သူများသည်မိမိကိုမိမိလိန်လျာ၌ပညာမဲ့သူများထက်ပို၍ကျွမ်းကျင်လေးရှိသောကြောင့်ဖြစ်သည်ဒါဖြင့်အဲ့ဒီအိမ်မက်တွေကြောင့်ပြောရအောင်မှတ်မိသလောက်ပေါ့ ဆေးရုံလူနာတွေကအများအားဖြင့်စကီဇိုဖီးနီးယားယောဂါသည်များနှင့်စိုက်ကိုစစ်ယောဂါသည်များသာဖြစ်သောကြောင့်ယခုလိုဆရာဝန်အားမိမိတို့အိမ်မက်အကြောင်းပြောနိုင်လောက်သည့်တိုင်းစာညာစင်ကျင်ညာမှတ်ညာလို့မရှိကြပါဆေးကန်းလူနာနှင့်ဆေးရုံလူနာကြားကွာခြားမှုမှာယောဂါအတိမ်နဲ့ဖြစ်သည်ယောဂအတိမ်နဲ့ဆိုသည်ကလည်းလူနာကိုယ်တိုင်နှင့်ဆွေမျိုးမိဘကိုယ်တိုင်ဤပြုမူဆောင်ရွက်မှုတိုင်းအမျိုးအစားကွဲပြားလာကြခြင်းဖြစ်သည် ဝေရုနိုင်ငံမှာလူမှုဤကျမ်းမာ၏အတိ၌ဇေယောဂါကုဆရာဝန်များ၏ခံကဏ္ဍသည်မပါဝင်သလောက်ပင်ရှိသည်ဇေယောဂါကုဆရာဝန်များ၏တန်ဖိုးကိုမြည်သူများတရိမထားမိကြပါလူတယောက်သည်မိမိကိုမိမိလိမ်မှတစ်ဆင့်ကူးဆက်သောယောဂဝေဒနာသည်ဖြစ်ဆရာဝန်တဦးထံမှပြသ၍ကုသမှုခံယူရန်ဝင်မလေးတတ်မရှက်ရွတ်တတ်သောလည်းမိမိကိုမိမိစိတ်ကူးဆရာဝန်နှင့်ကုသနေရပါသည်ဟူသော အဖြစ်မျိုးရောက်ရှိမှာကိုတော့ရှက်တတ်ကြပါသည် အိမ်မက်ထဲမှာလူတယောက်ယောက်ကိုသေတယ်လို့မဲ့ရင်အဲ့ဒီလူကို ကျမကသေစေခြင်းလို့ဆိုတာဟုတ်သလားဒေါက်တာတဲဟုတ်ပါလားဝိလူနာမျိုးသမီးသည်စိတ်ပညာနှင့်စိတ်ပညာကိုအ ਨੇ ပါကြာဘူးနာဝတော့ရှိဟန်တူပါသည်အမြဲတမ်းတော့မဟုတ်ဘူးပေါ့ကာယကံရှင်ရဲ့စိတ်အခြေအနေနဲ့နောက်ခံမြင်ကွင်းပေါ်မှာကြည့်ပြီးကောက်ချက်ချရတတ်တယ်ဘာဖြစ်လို့လဲရှင်းယောက်ျားသေတယ်လို့အိမ်မက်မက်လို့လားလူနာမျိုးသမီးကပြောဤ ဟုတ်တယ်ဒေါက်တာတခါတော့ကအဲ့လိုမဲ့ဘူးတယ်ဒါပေမဲ့အိမ်မက်ထဲမှာကျမမပြောဘူးဒေါက်တာရဲ့ကျမငုံနေတာဟုတ်တာပေါ့ပညာတတ်ပြီးစဉ်ကျင်ဉာဏ်ရှိသောသူများသည်အိမ်မက်ထဲမှာပင်မိမိကိုယ်ကိုယ်လိန်ရာကာကွယ်ပြီးသားဖြစ်နေတတ်သည်အထူးသဖြင့်မိမိအတိတ်ပဲကောက်တတ်သောအိမ်မက်မျိုးမှာပေါ့လေတခြားအိမ်မက်တွေရောထို့နောက်မြို့သမီးသည်သူမ၏ထူးဆန်းသောအိမ်မက်အကြောင်းကိုဝေအားပြောပြခဲ့သည်အိမ်မက်ထဲမှာကျမကိုလူနှစ်ယောက်ကဖမ်းချုပ်ပြီးတော့ခေါ်သွားတယ်ဒေါက်တာရဲ့ ကျမမှာရှိသမျှခွန်အားနဲ့တော့ယုံတာပဲဒါပေမဲ့ကျမဘလို့မှမတတ်နိုင်ဘူးကျမကြောက်လိုက်တာအရမ်းပဲသူတို့ကျမကိုတတ်ပြစ်ခြင်းလဲတတ်ပြစ်နိုင်တယ်လို့ကျမကသိနေတဲ့ဒါပေမဲ့တတ်တာထဲဆိုးတဲ့အဖြစ်ပြက်လဲဖြစ်ခြင်းဖြစ်လာနိုင်တယ်ဆိုတာလဲသိနေပြန်ရောကျမအော်ဟိတော့တယောက်ကကျမမအော်နိုင်အောင်အတင်းပါဇက်ကိုလက်နဲ့ပိတ်ထားတယ်ကျမကိုကားတစ်စီးထဲမှာထိုင်ခိုင်းပြီးမောင်းလာတယ်ကံကောင်းရင်တော့လမ်းမှာကားပြက်ရော့ တယောက်ကကားလက်ကင်ဘိန်းနောက်မှာရှိတော့တခြားတယောက်ကကားရှိမှာအဖုံးဖွင့်ပြီးပြင်ဖို့လုပ်နေတယ်။ကျမရဲ့လိုလန်းဟာအဲ့ဒီအချိန်မဲဆိုတာကျမသိတယ်။ဘေးပတ်ဝန်းကျင်မှာအလွန်စိမ့်လန်းပြီးတော့ထူထပ်တဲ့တော်ဦးကြီးဒေါက်တာရဲ့ကျမဒီချိန်မှာသာထွက်မပြေးရင် ကျမဘယ်တော့မှမလွတ်တော့ဘူး။ဒါနဲ့ပဲကျမဘေးကကားတကားကိုပြုံးစို့ခွင့်ပြီးခုံဆင်းဖို့ကြိုးစားတယ်။ဒါပေမဲ့မျိုးသမီးကတခဏတုံ့ဆုံသွားပြီးဝိတ်ကိုအာကူဟန်မျက်လုံးများဖြင့်ကြည်လေသည်။ သူမ၏မျက်ဝန်းထဲမှာအရှုံးပေးမှုစိတ်ဓာတ်ကျမှုအားလုံးကိုဝေမြင်လိုက်ရသည်ဒါပေမဲ့ကျမရဲ့အောက်ပိုင်းတစ်ခုလုံးလုံးဝလှုပ်လို့မရတော့ဘူးဒေါက်တာကျမရဲ့ခြေထောက်တွေကအသေးကြီးတွေဖြစ်နေပြီကျမခြေထောက်တွေတည်နေပြီလူနာမျိုးသမီးကိုဝေငေးဆိုင်ကြည့်နေမိသည်သူမသည်သူမ၏ယောက်ျားကိုဘလောက်ပင်မုန်းဒီနာကြည့်သည်ဆိုစေသူမမပြတ်နိုင်ပါခိုးကကွာရှင်းပေးတာမပေးတာကိုနောက်ထားသူမကိုယ်တိုင်ပင်ယောက်ျားကိုမကွာနိုင်ပါ တခါတခါကျတော့လူနာကြီးစိတ်ကိုဝေရိုတီးရတာလွယ်ကူတော့လဲလူနာကြီးစိတ်ကို လူနာကိုယ်တိုင်ပြန်သိအောင်လုပ်ဖို့တော်တော်ခက်ခဲတတ်၏စိတ်ကူတာမှုဤအချက်လက်များကလည်းအဲ့ဒီမှာပဲရှိနေသည်ကျင်းမြောင်းသောအခန်းကလေးသည်မှောင်မိုင်းနေသောကြောင့်နေကင်းမှလည်းမိအမြဲဖွင့်ထားရသည် ခလန်လန်လက်ဖက်ဤဆိုင်မှဆူညံသောဂီတတန်သည်သူနာသေးသူအတိုင်းစားမရှိ စုပြုံဝင်ရောက်လာသည် သူမျက်မှောင်ကြုံထားပြီးဖက်လက်စားစားเจ้าများပေါ်အာယုံဆိုင်မိအောင်ဇိုအတင်းဖန်တီးနေရသည် ။အခုချိန်ထိတော့ X-ray သည်သူနှင့်ဘာမှမသက်ဆိုင်သေးပေ။သူသည်တက်မြောက်ခဲ့ပြီးယုံမကခံမင်းမိပင်ဖြစ်နေသောအခြေခံဘာသာရပ်မျိုးစုံကိုစူပေါင်းလျက် Business Science ဟောသောဦးကြောင်ကြောင်စာမေးပွဲတစ်ခုကိုဖြည့်ဆုံရအောင်မည်တဲ့။သူငှားနေသောအပြင်ဆောင်ခန်းကလေးသည်လေတန်းစည်း၏နောက်ဖက်တွင်ရှိသည်။ရှိပေပတ်လေအခန်းချင်းလေးမှာတယောက်ထင်းနေထိုင်ခွင့်ရဖို့အတွက်နှစ်ကတင်းစာလစာပေးရ၏တယောက်နှင်း၄၀၀ကျပ်ဖြစ်၍နှစ်ယောက်စာတစ်ခန်းလုံးကို၈၀၀ကျပ်ပေးရပါသည် အိမ်မှအပြင်သို့ထွက်လိုက်ရင်လမ်းကြားကလေးထူနောင်မှလမ်းမကြီးနှင့်လှဲတန်းမီပွိုင်လမ်းစုံသို့ရောက်သည်သူသည်လာစာငွေနှင့်မလောက်သောကြောင့်လဲကူးမာလုံးကစူထားခဲ့သည့်ငွေထဲမှသုံးစွဲနေရသည်မှာသုံးလာရှိပြီနေ့စဉ်လက်ဖက်ရည်ကိုခါတိုင်းလိုသုံးခါမတောင်းနိုင်နန်းနန်းနှင့်နေလေကိုလျှော့၍ညကြားမှလက်ဖက်ရည်တောက်ရသည်ညလက်ဖက်ရည်မတောက်ရနှင့်သူစာမကြည့်နိုင်ပါ business ဆိုင်ရဲ့ဖြေဆိုပြီးကြားသွားပါက supplementary ထပ်ဖြေရမည် အကယ်၍ထမှန်ကြောက်ခဲ့သည်ရှိသော သူ၏ MSC ဝင်ခွင့်စာမေးပွဲအောင်မြင်မှုသည်အလိုလျောက်ပဲဖြစ်ပြီးသားဖြစ်သွားပြီဝင်ခွင့်စာမေးပွဲအသစ်ကိုနောက်ထပ်တစ်နှစ်ဆက်ကြိုးစား၍ဖြည့်ပေအောင်တော့ထိုဝင်ခွင့်စာမေးပွဲမှာကျနိုင်သည်၏ကောင်းတဲ့တင်မင်းနင်ကဟိုတုန်းကတော့ post graduate မဖြည့်ပဲအခုမှဖြည့်တာကို business science ဆိုတာဘယ်တော့မှစာမေးပွဲလုပ်ပြီးဖြည့်ခဲ့ရတာမဟုတ်ဘူးနေ့နဲ့ထက်ကြာမှဖြစ်လာတာအချိန်ခါဆိုတာရွေးတတ်မှတင်မင်းရဲ့ ဝေကသူ့ကိုသဘောချပြီးစနောက်ကြီးစေတတ်သည်ဆရာဧည့်သည်အေရှင်အန်ဒီကအောက်ထမ်းမှလှမ်းအော်၏ဧည့်သည်တဲ့သူ့ကိုခေါ်တာဟုတ်မှာဟုတ်ပါမလားဟုခက်ကြောင်ကြောင် တွေးဝင်နေသေးသည်အင်းလေဒီဆောင်မှာဆရာလူခေါ်ခံရတာငါတယောက်တည်းမဟုတ်ဘူးလားမြရွေညူများလားမြရွေညူကတော့ကားရှိသူမှုသူ့ထံမကြခဏရောက်လာတတ်သည်သို့သောမြင့်မူတို့ကိုမိမိထံလိုက်ဖို့တော့ကမြရွေညူယူလာတော့ငပိကျော်အမဲသားကျော်အကျော်လော်တွေလည်းမကုန်သေးပါ မကုံသေးတော့ဘူးဆိုတာလဲမြရွယ်ညူတိမှာပေါ့ဒါဖြင့်ဝေများလားဝေများဖြစ်မလားဟုတွေးမိသည့်အချိန်မှာပင်သူနှလုံးသည်တစ်ဖြက်ဖြက်ခုံစားပြူလာလေသည်သူတကားဖွင့်၍အပြင်ထွက်လိုက်သည်အောက်ထမ်းမှရေမောတံများကြားရသည်ဝေဒါဝေရေတံပဲသူကမန်းကရန်ပြေးဆင်းသွားလိုက်သည်အင်းပုံစံကတော့အိယာကထလာတဲ့ပုံစံပဲညူရဲ့မြရွယ်ညူနှင့်ခင်လာဝေသည်ဧကန်းမှာမတ်တရရဲ့တင်းမင်းကိုကြိုးဆိုရင်းရေမောလိုက်ကြသည် ဝေဒီเจ้ามาတော့ငါလိုသပင်ကိုခန့်မြင့်မြင့်စည်း၍ခြထား၏တော်စမ်းမှာဟာငါဖြင့်ကောင်းကောင်းမနာရပါဘူးဒီစာမေးပွဲကြာသွားရင် MSC entrance ကြာတာထက်တိတ်ခါကြာအောင်မှာဟာမြရဲ့ညူဤလက်ထဲမှာကြွကြွအိနှစ်ထုတ်ထားသော Nest Coffee ဘလင်းနှင့် Noozy ဘလင်းကိုမြင်ရသည်မိမိခန်းမှာ Noozy ဘူးဖောက်တမ်းမရှိသောကြောင့်မြရဲ့ညူက ဖောက်ပြီးဘလင်းမှာအစင်းသင်းထဲ၍တင်မင်းတော်အားပေးလိရှိပါသည်။အော်မြရဲ့ညူတို့များတငယ်ချင်းပေါ်တည်တက်လိုက်တာ ငါကော်ဖီကုံလောက်ပြီဆိုတာသိရှာတယ်ကြီးပွားအောင်မယ်ဒီကလေးမှကြီးပွားအောင်မယ်ဒေါခင်လှဝေရုနဲ့များกว่าပါဝေကနှုတ်ခမ်းဆေးပိတ်ပြုံးနေပြီးမှတင်မင်းကိုဘူးကြည့်ကြည့်သည်နင့်ပေးဖို့နေနေတာငါတောင်ကိုဟောင်ကိုဖြုံးမတော့ဘူးပတ်စံကုံလို့ညူကခက်တက်တက်ရေလေးရဲ့ဝေကိုလှမ်းပုတ်ဤကဲကဲနင်းနုကရမ်းဖြစ်မနေနဲ့အောင်ဒီမှာအရေးကြီးတဲ့စကားဆွေးနွေးစရာရှိလို့လာတာသူတို့သုံးယောက်ဧကန်ကလေးထိုင်များ၌ဝင်ထိုင်လိုက်ကြသည် အင်မတန်ထူးဆန်းတဲ့သတင်းတစ်ခုဒီနေ့ပဲရတယ်တင်မင်းရဲ့တင်တင်ခိုင်းလက်ထပ်တော့မယ်တဲ့ငါစီကိုလည်းမိတင်စာရေးတယ်ဝိစီကိုလည်းရေးတယ်တဲ့အော်သူကောင်းတစ်ချက်ညှိနိုင်သည်ခင်နာဝေကသူ့ကိုခက်ဆူးဆူးကြည့်၏မြင့်မိုးတို့ကိုနင်းပြောလိုက်တဲ့ဘယ်တော့စားရမလဲလို့မေးလိုက်စမ်းပါဆိုတဲ့စကားကိုငါရိပ်မိတယ်လို့တော့ရှိပါရဲ့ဒါပေမဲ့ဇော်ခင်နဲ့လို့တော့မထင်ခဲ့မိဘူးဇော်ခင်ဒီချိန်ဆိုခလေး9ယောက်လောက်ရနေပြီလို့တွက်ထားတာကိုတင်မင်းရဲ့နင်းကတော့တိနေတာကြာပြီပေါ့လေ ်တင်းမင်းမလုံးမလဲတစ်ချက်ရေးလိုက်သည်ကဘာပေါ်မှာအခြားသူတွေကသာတူညာလို့ရမည်ဝိကူတူညာလို့မရပါမိတင်ကတော့ဖွင့်ပြောမှာမဟုတ်ဘူးဟိုကောင်ဇော်ခင်မဲရှိမှာပြောစမ်းတင်းမင်းနေကိုဇော်ခင်ကြွားထားတာမဟုတ်လားမိဝေနေဟာလေးယောက်ျားတွေပေါ်ပြေးရှာတဲ့နေရာမှာနှစ်ယောက်မရှိဘူးတကယ်ပဲရှားတယ်သူစကားကလွဲ၍တင်မင်းဘာပြောရမှန်းမသိပါအမှန်တိုင်းပြောရရင်သူတို့ချင်းပြေးလဲပြီးဆိုတာတော့ပဲငါသိတာပါ လက်ထပ်တော့မယ်ပါညာငါမသိပါဘူးဝေဝေကမျက်ခုံးပင်း၍မယုံသင်ကဟန်ဖြစ်ကြည့်နေပြီးမှပြုံသည်အေးဒါဖြစ်နားထောင်ငါပြောပြမယ်အခုလာမယ့်ခရစ်စမတ်မှာလက်ထပ်မယ်တဲ့ဖိတ်စာတွေပါတွေမရိုက်ဘူးတဲ့ရုံးမှာပဲလက်ထပ်ပါတဲ့သူအနှဲငယ်အံ့ဩသွား၏ဘယ်ရဲ့လောက်လက်ထပ်ပါလဲလဲငါတို့သွားရမတယ်လားဒီဇင်ဘာ26ရက်နေ့လက်မှတ်ထိုးမယ်လို့ပြောတယ်အေးတကြီးကိစ္စဘာမှမရှိဘူးဆိုရင်မန္တလေးကိုငါတို့လာခဲ့စီခြင်းနဲ့တဲ့ မန္တလေးသည်ဟိုတုန်းကမန္တလေးနှင့်မတူတော့ပါမန္တလေးစေတက္ကသိုလ်သည်လည်းဟိုတုန်းကစေတက္ကသိုလ်မဟုတ်တော့ပါသို့တော်သူ့မြေပေါ်မှာသာတငယ်ချင်းတွေနှင့်ပြန်လည်ဆုံတွေ့ဝင်ရမည်ဆိုလျှင်မန္တလေးသည်ရင်ခုန်စရာအကောင်းဆုံးမြို့ပင်ဖြစ်လိမ့်မည်တငယ်ချင်းဆိုတာကတော့ဘယ်တော့မှမပြောင်းလဲနိုင်သောတစ္ဆာတရားတစ်ခုဖြစ်သည်မဟုတ်လားအခန်း29နက်ပြာရောင်ကောင်းငင်သည်နှင်းငွေနှင်းမုံများကြောင့်မှုန်မှိုင်းလျက်ရှိသည် နေငွေများကိုဖြတ်တန်းဖောက်ထွင်းလျက်လာရသောကျယ်ဝင်ကလေးများ၏လင်းရောင်သည် ဖြုတ်မိန်လျက်ရှိသည်။အင်းများချမ်းစိန်သောလေသည်နေငွေများကိုဝရဏာစီတို့တည်ဆောင်လာခဲ့၏။ဝရဏာလည်းရမ်းမှမိလျက်မတက်ရက်နေကြသောအမျိုးသမီး၅ယောက်သည်ခြံဝင်းတဲခလန်းလန်းမှမြင်ကွင်းကိုငေးမောကြည့်နေကြသည်။ဖြင်းညူးလူနေသောဂီတာတန်ကသူမတို့၅ယောက်အားလွန်ခဲ့သော15နှစ်ကာလစီတို့ပြန်လည်ခေါ်ဆောင်သွားမည်ဟန်ရှိသည်။မျိုးသမီး၅ယောက်သည်ခက်တဲ့တဲ့ပြုံးလိုက်လေသည်။ မင်းစည်းဆရာဝန်သောခင်သည်ဂီတာကို ကျွမ်းကျင်စွာတိခတ်လျက်တချင်းတပုတ်ကိုခတ်တိုးတိုးညှိနေသည်အမှုပညာနှင့်အလံဝေးလာသောယောက်ျားလေး၃ယောက်သည်သောခင်အနားမှဝိုင်းထိုင်လျက်လက်ထဲမှာဘီယာတန်မှုပိုစီကိုင်းလျက်ကလထိုင်နောက်မိကိုကြောဆန့်မိကကောင်းငင်ကိုမောကြည့်နေကြ၏သူတို့ထံမှတခါတရံအတန်စင်မမှန်သော ခက်ကြောင်ကြောင်တချင်းတန်ငူကြရတတ်တော်လဲမိနေပေါင်းများစွာညီတက်လျက်သောခင်တချင်းများပေါ်အာယုံစူးဆိုင်နေတတ်ပြန်သည်စင်မီ တင်တင်ခိုင်ကဝရဏလယံမှာလက်ထောက်ထည့်ရဲ့ခြံဝင်းထဲကိုငုံကြည့်ရင်တူတူကလေးခေါ်လာ၏ဇေမီကတင်တင်ခိုင်ကိုဖြတ်ခနဲလှည့်ကြည့်သည်တကယ်လို့သူသားဟိုတုန်းကငါ့ကိုချစ်တာမဟုတ်ပဲနင့်ကိုချစ်ခဲ့တာဆိုရင်ခုချိန်မှာငါလက်ထပ်မဲ့သူဟာဘသူဖြစ်မှလည်းမသိဘူးနော်မိတင်ရဲ့ပေါက်ပေါက်ရှာရှာနင်းမှုတွေးတတ်တယ်ခင်လာဝေကမတွေးကောင်းသောအရာတစ်ခုလိုပင်တိုးတိတ်စွာတားမြစ်သည့်အခါညာဝေညိုနှင့်မမကခက်ခွားခွားရည်လေသည် ဇေမီကတော့မပြုံးမရဲပဲခြံဝင်းထဲသို့လှမ်းကြည့်နေ၏ထို့နောက်ဝရဏာကိုနောက်ကျောမိသည့်အနေထားသို့ပြောင်းလိုက်ပြီးမျက်နှာချင်းဆိုင်မှတင်တင်ခိုင်းမျိုးလုံးများကိုမတဲမကွဲကြေအောင်မီးအောင်အောက်မှခတ်ဆိုင်ဆိုင်ကြည့်လိုက်သည်တကယ်လို့သာဆိုတဲ့ condition နဲ့ပစိတံလုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသောအတိတ်ကာလအခြေအနေတစ်ခုကိုငါလဲဟိုတုန်းကခဏခဏစဉ်းစားကြည့်ခဲ့ဘူးတဲ့တင်ဥပမာငါသာဝေဖုံးကိုလက်မထပ်ခဲ့ရင်ဆိုတာမျိုးဒါမှမဟုတ် ငါသားဟီမိုဖီလီးယားကေရီယာသွေးမတိတ်သည့်ယောဂါမျိုးမျိုးဗီဇကိုတည်ဆောင်သူတယောက်မဟုတ်ခဲ့ဘူးဆိုရင်ဒါမှမဟုတ်ငါသားတာသမီမျိုးပဲနေခဲ့ရင်အဲ့ဒီလိုအခြေအနေတစ်ခုခုဟုတ်မနေပဲငါစဉ်းစားကြည့်ခဲ့ဘူးတယ်ဒါတွေဟာကိုကိုကိုနှင်းဆဲတဲ့နည်းတွေပဲတင်ရဲ့ကိုစိတ်ကိုကိုအနာပေးခြင်းနဲ့ဆိုရင်တကယ်လို့သာဆိုတဲ့အတွေ့မျိုးဘယ်တော့မှမတွေ့နဲ့တင်ကြလာတင်တင်ခိုင်ကဇင်မီကို တွေ့တွေ့ကလေးစိုက်ကြည့်နေဟုတ်တယ်တင်ဇင်မီပြောတာမှန်တယ် ညောင်ရဲ့ညူကတင်တင်ခိုင်ပခုံးတစ်ဖက်ကိုလက်ဖြင့်ဖွားဖွားဆုပ်ကိုင်းလိုက်ရင်ပြုံးသည်။ငါလဲဟိုတုန်းကအဲ့ဒီတကယ်လို့သားကိုခဏခဏအတိတ်ပဲမရှိရှောက်တွေ့တယ်။တကယ်လို့အဲ့ဒီနေ့ကမမသားဆေးုံပေါ်မှာရှိမနေဘူးဆိုရင်တကယ်လို့သားအဲ့ဒီနေ့ကမြင့်မိုးကိစ်တင်ရမယ်နေ့မဟုတ်ဘူးဆိုရင်တကယ်လို့သားနောက်ထပ်အခြေအနေတစ်ခုကိုတော့ညောင်ရဲ့ညူကမပြောတော့ဘဲတိကနေရဲ့ပြစ်လိုက်နေသည်။ညောင်ရဲ့ညူဆက်မပြောတော့တကယ်လို့သားကိုနားလည်လိုက်သူမှာ အုပ်စုထဲတွင်ဇင်မီတယောက်သာရှိ၏ဇင်မီကမတိမတာကောင်းငိမ့်လိုက်သည်တင်းတင်းခိုင်းနေမမကတယောက်မျက်နှာတယောက်လှမ်းကြည့်ရင်းဇဝေဇဝါဖြစ်နေ၏ဒါပေမဲ့အဲ့ဒီတကယ်လို့သာဆိုတဲ့အတွေးတွေကြောင့်ငါအမြဲတမ်းငိုခဲ့ရတယ်နာကြီးခဲ့ရတယ်ဒေါသထွက်ခဲ့ရတယ်ကို့အတွက်ဘာမှအကောင်းကျိုးမပေးတဲ့အတွေးမျိုးကိုနင်ဘယ်တော့မှမတွေးပါနဲ့တင်ရင်တင်တင်ခိုင်ကမိမိပါဇက်ကိုလက်ဖြင့်ခနာပုတ်တက်ခါတငယ်ချင်းများကိုတယောက်ချင်းအကဲခတ်ကြည့်နေရာက စိတ်ချုပ်ထွေးစွာရင်မောမိသည်အေးဟာဟုတ်ပါတယ်နော်နင်ဇောခင်ကိုချစ်တယ်မဟုတ်လားဇင်မီကတင်းတင်းခိုင်းတိုင်မှမျက်နှာလွဲကပြုံးစေးစေးအမူအရာဖြင့်မေး၏ငါမပြောတတ်ဘူးဇင်မီအချစ်ဆိုတာကိုငါမှမသိပဲမမကတင်းတင်းခိုင်းပခုံးကို သူမ၏ပခုံးမြင့်တိုက်ခါရင်မောသည်သွားအချစ်မသိတဲ့လူကမနဲ့ပြန်လက်ထပ်အောင်မလို့တဲ့မျိုးသမီး၅ယောက်လုံးသဘောကျစွာရင်မောလိုက်သည့်အတန်ကနည်းနည်းကျေလောင်သွားသည့်အခါ အောက်မှာဂီတာတန်ဖြင့်လင်မျောနေသောယောက်ျားလေးလေးယောက်က မောကြည့်၏။ကျေယောင်မှင်ပြပြအောက်မှာသူတို့မျက်နှာများသည်တိတ်မသေးခွဲပါ။သို့သောသူတို့မျက်နှာများလန်းဆန်းတောက်ပါလျက်ရှိသည်ဟုတော့သိနေရသည်။မမကမြင့်မူကိုလှမ်းလဲပြလိုက်ပြီးတင်းတင်းခိုင်းကိုလှည့်ကြည့်၏။အချစ်ဆိုတာနှလုံးသားထဲမှခံစားသိမြင်လို့ရတဲ့အရာသာတစ်ခုပဲတင်ရဲ့။အချစ်ဟာဒိုးရီစီကိုအလွန်ချိုးများတဲ့အရာသာတစ်ခုနဲ့အတူအလွန်ခါးသီးတဲ့အရာသာတွေကိုပါတဲလာတတ်တယ်ဆိုတာကိုတော့ တားကိုမွေးပြီးမှပဲမမတီးခဲ့ရတာကိုကိုစီကအချစ်ဟာမမစီကိုချိုးများတဲ့အရာသာတွေတင်မကဘူးဆိုရင်တော့ကတွေနာကျင်ပူပန်မှုတွေကိုပါတယ်လာခဲ့တယ်တားရဲ့နှလုံးပကတိလူကောင်းလူကောင်းသွားဖို့အတွက်ဆိုရင်မမလေစည်းစိမ်ချမ်းသာအားလုံးနဲ့လဲလဲနိုင်တယ်မမရဲ့အသက်နဲ့လဲလဲရမယ်ဆိုရင်တော့မမလဲကျင်ပါတယ်အဲ့ဒီလောက်ထိတားအတွက်မမနာကျင်ခဲ့ရတယ်လောကကြီးခနာတိတ်ဆိတ်သွား၏ တငယ်ချင်းလေးယောက်ဒီမမကိုငေးကြည့်နေကြသည်ဒီနာကျင်မှုတွေဒီခါသက်မှုတွေဟာ ချိုးမြတဲ့ရာသာနဲ့အတူတစ်ဆက်တည်းပါလာတဲ့အချစ်ရဲ့ရာသာတွေလေတင်ဒါတွေကိုတို့ယူကိုယူရမယ်အချစ်ဆိုတာကိုရပြီဆိုရင် ချိုးမြတဲ့ရာသာရောခါသီးတဲ့ရာသာကိုပါစုပေါင်းပြီးယူရနိုင်မယ်တခုရှိတာက ချိုးမြတဲ့ရာသာကတစ်ခဏလေးပဲရပြီးခါသီးနာကျင်တဲ့ရာသာကတော့တပွားစာလုံးကြာတတ်တယ် ထို့နောက်မမကအတန်ထွက်ငြိမ်မောသည်ဒါပေမဲ့မကြောက်ပါနဲ့တင်အဲ့ဒီတခဏစာအရသာလေးကဘလို့ရတာမှုမျိုးနဲ့မှမရှင်းနိုင်အောင်ချိုမြလုံးလုံးတဘွားစာခါသီးမှုကိုယဉ်ဆိုင်ဝင်းလောက်အောင်ကို ထိုက်တန်ပါလေမမ၏စကားကိုစေမီကတိတ်တဆိတ်ထောက်ခံလိုက်တော့လဲမြဝဲညူကငြိမ်သက်စွာစဉ်းစားနေသည်ခင်လာဝေကပင့်သက်တစ်ချက်ရှိုက်လာ၏မတိသားစိုးဝါရန်ကောလို့အပြစ်တင်ခြင်းနဲ့တင်းကြပါဟာငါမိတင်ကိုတခုလောက်မင်းမလို့ မေဇံမေဇံဝေကပြုံးစားစားမှုရာဖြင့်လက်နှစ်ဖက်ကိုပိုက်လိုက်ပြီးတင်တင်ခိုင်းကိုစူးစမ်းကြည့်တစ်ချက်ကြည့်သည်အချစ်ဆိုတာမသိဘဲနဲ့ယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ထဲကို စိတ်လိုလဲရဝင်ဖို့ဖြစ်နိုင်မှာမလားမိတင်ရဲ့ညာရဲ့ယူကလက်ဖြောက်တစ်ချက်တီး၍ရေလေသည်တိတ်ကောင်းတဲ့မိကုံးမဲဝီဖြည်စမ်းဖြည်စမ်းတင်နင်အမှန်တိုင်းဖြည်ရမယ်နော်တင်တင်ခိုင်းပြီးတခဏကြောင်သွားပြီးမှပခုံးတွန်း၍ပြုံးလိုက်၏ထို့နောက်ဝရန္တာကိုလက်ထောက်မီလေးရဲ့ကိုကိုကိုင်းက အောက်ဖက်ခြံဝင်းထဲသို့ငုံကြည့်လိုက်သည်ဇောခင်ကဂေတာတီးရင်လှမ်းမော်ကြီးကခေါင်းဆက်ပြတော့တင်ကလက်မြောက်ပြရင်ပြုံးနေသည်ထို့နောက်အမျိုးသမီးလေးယောက်ကိုမျက်နှာချင်းဆိုင်လိုက်သည်ဘာဖြစ်လို့သူ့ကိုလက်ထပ်တယ်လဲဆိုတော့သူ့ကိုဘလို့မှမေးလို့မရလို့သူနဲ့လက်တွဲပြီးဘဝဆိုတာကိုရင်ဆိုင်ရရင်ငါ့အတွက်ပိုးပြီးအတိတ်ပဲရှိလာမလားလို့နောက်ပြီးယောက်ျားတယောက်ရဲ့ရင်ဝင်ဟာမိန်းမတယောက်ရဲ့ဘဝကိုဘလောက်ထိပြုပြင်ပုံသွင်းပေးနိုင်မလဲဆိုတာလက်တွေ့သိကျင်လာလို့ ။နောက်ပြီးယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ထဲကိုရောက်ရင်မိန်းမဟာသူ့နှကိုစမ်းရည်တွေအကြီးချင်းတွေ ပိုပြီးမြင့်မလာမလားလို့။တင်ကသူစကားသူသဘောကျကခဟဟာရင်နေ၏။ဇင်မီကညစ်ကြဲကြဲတုံးဖြင့်တင်တင်ခိုင်းငူကြီးကခေါင်းယမ်းလိုက်သည်။ဒါဆိုရင်တော့နင်းမှားသွားပြီတင်ရီ။နင်းလုံးလုံးကိုအတွက်မှားသွားပြီ။အချိန်တော့ရပါသေးတယ်ဟာ။မနေ့ပြန်လက်မှတ်ထိုးမဲ့ကိစ္စကိုဖျက်လိုက်ကြတာပေါ့။ဘာလို့လဲ။ ။အိုးယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ထဲကိုရောက်ရင်မိန်းမဟာသူ့ငကိုစွမ်းရည်တွေမြင်လားမလားဆိုတဲ့နင့်အဖင်ကဟုတ်မှမဟုတ်တာ။ငါဘွားနဲ့ရင်ပြီးငါတိထားတာကတော့အဲ့ဒါနဲ့ပြောင်းပြန်မယ်တင်ရဲ့။တင်တင်ခိုင်ကမျက်မှောင်တွန်းလျက်ပြုံးသည်။ဇေမီကအထက်စီးပြုံးဖြင့်တင်တင်ခိုင်ကိုစိုက်ကြည့်ရင်တင်တင်ခိုင်ပါတစ်ဖက်ကိုလက်ဖြင့်အသာဖွားဖွားပေါ်တက်လိုက်၏။ယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ထဲကိုရောက်သွားရင်မိန်းမဟာရှိသမျှအရေးရှင်းတွေအကုန်ပျက်စီးသွားရောတင်။ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရင်ဝင်ထဲမှာဘဝအတွက်ဘာမှအားထုတ်ကြိုးစားစရာမလိုပဲ သူလူတို့မြအရာတွေအကုန်ရနိုင်လို့ပဲယောက်ျားတစ်ယောက်ရဲ့ရင်ဝင်ဆိုတာမိန်းမတစ်ယောက်အတွက်ပြီးပြည့်စုံတဲ့ကမ္ဘာလောကတစ်ခုပဲတင်ဝေဒီဇင်မိကိုချစ်မြတ်နိုးသောမျက်စောင်းဖြင့်ယုံကြည်၏တင်းတင်းခိုင်းကားသောနူးညံ့သောနှိမ့်သိမ့်မှုတစ်ခုဖြင့်ပြိုးဝက်စွာပြုံးနေသည်မြရွေညူချောင်းတစ်ချက်ဟန့်လိုက်၏ဇင်မိပြောတာဟုတ်ခြင်းလဲဟုတ်မှာပေါ့လေဒါပေမဲ့ညို့အတွက်ကြတော့တမျိုးပဲတင်ရဲ့ မြို့အတွက်တော့ယောက်ျားရဲ့ရင်ဝင်ဆိုတာအိမ်မက်ဆိုးတစ်ခုတည်းကိုနှစ်ခါပြန်မဲ့ရတဲ့ညတညလိုပါပဲမြို့သမီးလေးယောက်ဒီညရဲ့ညူဤမျက်နာကို တန်တော်ငီးမောကြည့်လိုက်ကြသည်ညရဲ့ညူဤမျက်နာမှာအပြုံးရိပ်လုံးဝမရှိပါပထမတစ်ချိန်မတုံးကကိုမမက်ချင်းနဲ့ဘာမှန်းညာမှန်းမသိပဲမက်လိုက်ရတာဒုတိယချိန်ကျတော့ကိုတိုင်ကအဲ့ဒီထိတ်လန့်ချောက်ချတဲ့ရတာကိုမှမမောလို့လူလူလာလာဖန်တီးယူပြီးမက်ခဲ့ရတာလေ တိတ်နားမလဲသောငွေချင်းလေးယောက်ကမြားရွယ်ညူထံမှစကားဆက်ကူစောင့်နေကြ၏။သို့တော်မြားရွယ်ညူကဘာမှထပ်မပြောတော့ပါ။မမကမြားရွယ်ညူ၏မျက်လုံးများ၌အရေးအောင်တစ်ခုတွေ့မလားဟုရှာဖွေသည်။သို့တော်မတွေ့ရပါ။နောက်ဆုံးတော့မမသည်ဆယ်နှစ်ကြာအောင်သူမရင်မှတည်မြဲနေခဲ့သောအတွေ့အကြုံကို ပထမဆုံးချိန်ထုတ်ဖော်ပြောပြလိုက်သည်။မမအတွက်တော့ယောက်ျားရဲ့ရင်ဝင်ဟာအဲ့ဒီခံစားမှုအရသာတွေထက်ပိုတယ်ညူရဲ့။ ကိုကိုရင်ဝင်ဟာမမအတွက်အလွန်လုံးကျုံအေးချမ်းပါတယ်။ဒါပေမဲ့အဲ့ဒါထက်ပိုပြီးမမရခဲ့တာတခုကတငယ်ချင်းရဲ့အကျင်နာပဲ။ကိုကိုရင်ဝင်ဆိုတာလေမမကိုငဲ့ပြီးစွန့်လွတ်အနေနာခံသွားတဲ့ကျင်နာတတ်တဲ့တငယ်ချင်းတယောက်ကိုမမအမြဲသတိရနေစေတဲ့နေရာတစ်ခုပါ။မမ၏စကားကိုတော့၄ယောက်လုံးအတိတ်ပဲသိလိုက်ကြပါသည်။ညာရွေညူသည်မမစကားကြောင့်ရုတ်တရက်လှုပ်ရှားလာသည်။ အားလင်းသောအပြုံဖြင့်မမကိုကြည်ကာမမဤလက်မောင်းတစ်ဖက်ကို အသာဆုပ်ကင်လိုက်၏မဟုတ်သေးဘူးမမရဲ့နေမှနေပြီငါဟာဘယ်တော့ငါမှနင့်တွေ့အနစ်နာခံခဲ့တာမဟုတ်ပါဘူးနင့်တွေ့တနာညာတာမှုဆိုတာငါစီမှာဘယ်တော့ငါမှရှိခဲ့တာမဟုတ်ပါဘူးသို့တော့အများရွယ်ညူပါမှမပြောပါယခုတိုင်းအလုံးလှပနေသောဇလန်းကလေးကိုညူပါမှမပြင်းစင်လိုတော့ပါ။တငယ်ချင်းကျေးဇူးကိုတပွားလုံးအောင်မိခင်တွေသွားမိမိမတယောက်နဲ့ တငယ်ချင်းဤပျော်ရွှင်မှုတို့တဘွားလုံးနှင့်လဲ၍စုံလုံးအင်းနာခံခဲ့သောမိန်းမတယောက်ဘလောက်နည်းညံ့သိမ်းမွေးလိုက်သည့်ဇလန်းလေးလဲနော်။မြားရညူသည်မိမိအကြောင်းအစာဆုံးသီးခွင့်ရသောဇင်မီအားနှမ်းကြည့်လိုက်၏။ဇင်မီကခက်သည်သည်ပြုံး၍မမနှင့်မြားရညူကိုစူးစမ်းစွာစိုက်ကြည့်နေသည်။မြားရညူသည်မမ၏သဘင်တို့ကလေးများကို ယူရစွာဖွတ်သက်ပြီးလိုက်သည်။ကိုကိုချင်းမြတ်နိုးလာတဲ့သာသမီတွေရဲ့ဖခင်ဟာကိုယောက်ကြားသာဖြစ်နေပြီဆိုရင် ကိုရိုးဘဝမှာတခြားဘာမှမလို့တော့ပါဘူးမမရင်အဲ့ဒီအဖြစ်နဲ့တင်လောကမှာအသက်ရှင်ရတာထိုက်တန်ပါတယ်နော်ဒီတခါတော့စိုးရင်ပူပန်သောမျိုးလုံးများဖြင့်ဇင်မီကတစ်ချက်လှမ်းကြည့်ရင်ခေါင်းကိုမတိမတာရမ်းပြသည်မြားရဲ့ညူပြုံးပြလိုက်၏ထို့နောက်မြားရဲ့ညူသည်မမကိုရုတ်တရက်ညင်သာစွာပွေဖက်လိုက်သည်မြို့သမီးနှစ်ယောက်ပါးချင်းအပ်ထားသောအခါသူတို့မျက်ရည်ချင်းချင်းထိတွေ့ရောဆက်သွားကြသည်စင်မီသည်လက်ပြာရောင်ကောင်းငင်ကိုမော့ကြည့်ရင်း မြေတောင်တစ်ချင်းတစ်ချက်ခတ်လိုက်သည်မိန်ပြပြကျဲကလေးများကအမျိုးသမီး၅ယောက်ကိုစူးစူးဆိုင်ဆိုင်ငုံကြည့်နေ၏ဟုတ်ကဲ့ပါရှင်ဝိထုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအပိုင်းတစ်ကနေဇက်သိမ်းမန်းရောက်သည့်အထိနားဆင်ပေးခဲ့ကြသောကလစ်ကာမောင်နှမများအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်